ိုင်းနိုင်တဲ့ဥရုံဌာနေဘက်မှနေထိုင်တဲ့ဆက်လေးနဲ့ចောင်းသူလေးចောင်းသူလေးရဲ့အကြောင်းကိုဘယ်သူမှမသိသေးဘူးစားတိသွားတဲ့သူကចောင်းကဆရာမကအရင်တိသွားခဲ့တာထိုင်းမကစီကံတစ်ခုရှိပါတယ်ရှင်ចောင်းသားဆင်းရဲချမ်းသာမရွေးဘူးနော်ဒီចောင်းသားတွေရဲ့အိမ်တွေကိုဆရာဆရာမတွေကသွားရောက်စစ်ဆေးလေးရှိကြတယ်ဒီလိုနဲ့ចောင်းသူလေးရဲ့အိမ်ကိုသွားစစ်ဆေးမဲ့အလဲရောက်တော့ဆရာမကအတော်စိတ်မကောင်းဖြစ်သွားတယ်အိမ်ကိုရောက်တော့ဘယ်အချိန်ထားပြုံးမလဲမသိတဲ့အိမ်အိုလေးကိုကြည့်ပြီးဆရာမကအယံ သနာသွားခဲ့ပါတယ်ရှင်ဒီတော့သူ့ရဲ့တပည့်လေးကို ကူညီခြင်းနဲ့အမကလူကြီးတွေကိုမတွေ့တော့ဆရာမက တပည့်ဖြစ်သူကိုမေးပါတယ်ရှင်။တမီးရဲ့မိဘတွေပမာလဲလို့မေးတော့ကျောင်းသူလေးကဆရာမအရင်ကတမီးကလေအဖေအမေအဖွားနဲ့အိမ်မှာအတူတူနေတဲ့တမီးရဲ့အဖွားနဲ့အမေကဆုံးသွားတာကြာပြီးတမီးရဲ့အဖေကလည်းထောင်ထဲမှာတဲ့အိမ်မှာကတမီးတယောက်တည်းနေတာဒီအိမ်ကလည်းဘာမှအပေါင်ထားထားတာ မရွေးနိုင်တော့လို့ဘယ်အချိန်လာသိမ့်မလဲဆိုတာမသိရဘူးလို့သူ့ရဲ့ဘဝအကြောင်းကိုပြောပြခဲ့တယ်။အဲဆိုရင်တမီးထမင်းဘလို့ စားတော့လဲလို့မေးတော့ចောင်းသူလေးမှတငယ်ချင်းမှတယောက်ရှိပါတယ်ရှင်ဒီចောင်းသူလေးကိုအနီးကပ်ပြုစုမဆောက်ရှောက်နိုင်ပေမဲ့စားဖို့တောက်ဖို့ကိုအလိကကူညီပေးနေရတာကတော့ဒီတငယ်ချင်းရဲ့အမေပဲဖြစ်ပါတယ်ရှင်တငယ်ချင်းမရဲ့အမေနဲ့ចောင်းသူလေးရဲ့ဆုံးသွားတဲ့အမေနဲ့ကတငယ်ချင်းနေပါရှင်ဒီចောင်းသူလေးကစနေတနင်္ဂနွေចောင်းပရက်ဆိုရင်သူတငယ်ချင်းမရဲ့အမေအိမ်ကိုသွားပြီးတော့ចက်သားတုပ်လေးတွေသွားပြီးတော့ထိုးပေးပါတယ်ရှင်ចက်သားကင်မှုရောင်းမှုအတွက်လဲဝိုင်းလောက်ကင်ပေးပါတယ် အဲ့တော့တငယ်ချင်းမရဲ့အမေကကျောင်းသူလေးကျောင်းမှာစားဖို့ပေါ့နော်မဟုတ်ဘူးရောင်းကောင်းရင်လည်းတရားအနည်းငယ်ရောင်းရရင်လည်း90ဖြစ်ဖြစ်ပေါ့နော်ပေးလိုက်လေးရှိပါတယ်ရှင်တခြားကျောင်းဖွင့်ရက်တွေဆိုရင်ကျောင်းသူလေးကျောင်းမှာစားဖို့စက်သားကြီးလေးတွေကိုပေးလိုက်တဲ့အခါလည်းရှိပါတယ်ရှင်ကျောင်းသူလေးကအဲ့လိုမျိုးပေါ့နော်သူထုတ်ပေးလိုက်တဲ့ကျက်ကင်လေးတွေကိုကျောင်းကိုယူလာပြီးတော့စားတောက်တယ်လို့ပြောပြပါတယ်ရှင်6လပိုင်း6ရက်နေ့2025မှာဆီယာမကအเจ้าဆုံးတိသွားတဲ့အခါမှာတော့တပည့်ကိုကူညီခြင်းနဲ့ ယ်ဘယ်လိုကူညီရမလဲဆိုတဲ့နီလန်းလေးကိုလည်းအများကြီးစဉ်းစားခဲ့တယ်သူတပည့်လေးကိုကူညီသူတွေတွေ့ပြီးအဆင်ပြေသွားတာကိုဆီယာမကမြင်ချင်ခဲ့ပါတယ်ရှင်ဒီတော့ဘာလုပ်တယ်လဲဆိုရင်ဆိုရှယ်မှာ post ကိုတင်လိုက်ပါတယ်ဒီမှာပဲဆီယာမတင်လိုက်တဲ့ video file ဟာကြည့်တဲ့သူတွေ share တဲ့သူတွေများလာပြီးတရေလိုက်ကြည့်တွေကပါတိသွားတော့အကြောင်းသူတွေရဲ့ဘဝအကြောင်းကိုပြောပြမျှဝေလာခဲ့တယ်အကြောင်းသူလေးဟာစာရန်တော်တယ်လို့သိရပါတယ်ရှင်အဖွားအမေတွေရှိစဉ်တော့ကဆုံးမသွန်နေခဲ့ တယ်မလားဒီအဖွားအမေတွေမရှိတော့တဲ့အခါမှာတော့တဦးတည်းကြံခဲ့တဲ့အဖေကလည်းထောင်ထဲမှာအဲ့တော့ငါ့ကိုငါဆုံးမမယ်လိမ်မအောင်နေမရမယ်ဆိုပြီးတော့တယောက်တည်းဘဝကိုဖျက်ဆီးခဲ့ရတယ်။ခုဒီတော့ကြံခဲ့တဲ့ကြောချစရာအိမ်အုံလေးကလည်းဘန်ကလာတိတ်လို့မယ်။เจ้าသူလေးရဲ့ဘဝအကြောင်းကိုတိတွားကြတဲ့လူတွေဟာ တနာသွားကြပါတယ်ရှင်ဒီလိုင်းကြီးတွေကပြက်မြဝေခဲ့ကြပါတယ်ရှင်စေတနာရှိသလောက်လှူဒန်းနိုင်အောင်လို့ចောင်းတူလေးအတွဲကိုပိုင်ပန်းအကောင့်တစ်ခုကိုလည်းဖွင့်ပေးခဲ့တယ်အဲ့တော့လူတွေကလည်းသူတို့တက်နိုင်သလောက်29ပန်း50 100 30 20 20အစရှိသဖြင့်ပေါ်လှူဒန်းကြပါတယ်ရှင်ရောက်နေနေစီလှူကြတာတွေကအများကြီးပါပဲရှင်ចောင်းတူလေးရဲ့အိတ်အိုလေးကိုလည်းမဆုံးရှုံးစေချင်ဘူးဒီမှာကတော့သူတက်နိုင်သလောက်ကူညီပေးနိုင်တာလေးကတပည့်လေးအဆင်ပြေသွားတာကိုမြင်တော့ ဝမ်းတာနေခဲ့ပါတယ်ရှင်လောကမှာမိဘမေတ္တာလို့ပေးနိုင်တဲ့ဆရာတွေအများကြီးရှိပါတယ်ရှင်เจ้าသူလေးကမိဘနဲ့တူတဲ့ဆရာမကိုရထားတာပါ